ချက်မှာတော့ဒါတတမတဲ့ကျောင်းသားကျောင်းသူများအတွက်စိတ်ကြိုက်ညီမစာဒဲကတန်ပေါက်ကြပြဖွဲ့နည်းကိုပို့ချသွားမှာဖြစ်ပါတယ်ရှင်အခြေခံပညာထက်တန်စိတ်ကြိုက်ညီမစာသင်ကြားရခြင်းရဲ့ရည်မှန်းချက်တွေရတော့၁မြမစာပေရဲ့တိုးတက်ပုံအစဉ်ကိုသိရှိစေရန်နှင့်စကတိကြပြတို့ကို ဝေဖန်အကဲဖြတ်နိုင်စေရန်၃အရေးအသားကျွမ်းကျင်တက်မြောက်စေရန်၄မြမဝဟာရများကိုပိုင်နိုင်စွာသုံးသပ်စေရန်၅မြမရင်ကျင်းမှုဒလေးထုံးစံများကိုအလေးထားသက်စေရန်ရည်ရွယ်ပြီးတော့မြမကပြားဖွဲ့နှီးစာအုပ်ကိုဆရာတင်မိုးကပြုစုခဲ့တာဖြစ်ပါတယ်အခုပထမအဆုံးကြပြားရဲ့သဘောကိုလေ့လာကြည့်ကြရအောင်။ကြပြားဆိုတာ ဘာသာစကားတစ်ခုရဲ့အညံ့အဖူးဖြစ်ပါတယ်။ကြပြဟာကြပြဆရာကသူ့ရဲ့ဘဝအတွေ့အကြုံစိတ်ကူးစိတ်တန်းကောင်းတွေကိုအကောင်းဆုံးစကားလုံးတွေနဲ့ရေးဖွဲ့တင်ပြအပ်တဲ့စာပေအမှုပညာပုံတံတရက်ပဲဖြစ်တယ်။ကြပြကိုယက်တာခန်းစားနိုင်ဖို့အတွက်ဖတ်ရှုကြပါရစေ။မြမတို့ဟာကြပြကိုနှစ်သက်မြတ်လို့ကြတယ်။ကြပြနဲ့စကထာတွေဖွက်ကြတယ်။ ။ညာဆိုရင်ဇက်လန်းလေးတွေကိုကြပြာနဲ့မှတ်တမ်းတင်ကြတယ်။တပ်ပုံကိုလည်းပဲကြပြာနဲ့ခွဲခွဲထားပြီးတော့မှတ်တမ်းတင်ကြတယ်။ဒါ့အပြင်အချစ်ရည်စည်ရည်စတဲ့အကြောင်းအရာတွေကိုလည်းကြပြာနဲ့တီကုန်းခဲ့ကြတယ်။မြမကြပြာကိုကာယံယူစနစ်နဲ့ဖွဲ့ဆိုထားတယ်။ကာယံစနစ်မှာအတန်အနှိမ့်အမြင့်သဘောတွေပါရှိတယ်။ကာယံကျွဲတိုင်းနဲ့ကြပြာကောင်းမဟုတ်ပါဘူးစိတ်ကူးကောင်းမှ ကြပြာကောင်း ပိတနိုင်ပါတယ်မြန်မာကပြအဖွဲ့နီးစာအုပ်ကိုရေးသားပြစုခဲ့တဲ့ဆရာတင်မိုးရဲ့ကိုရင်အချင်းလေးကိုလေ့လာကြည့်ကြရအောင်။ဆရာတင်မိုးရဲ့ငယ်မီးကတော့ဗာချန်ဖြစ်ပါတယ်။ဆရာတင်မိုးရဲ့မိဘတွေကတော့ဥပအိုဒေါ်ဆန်ထဲဖြစ်ပြီးတော့1933ခုနှစ်နိုဝင်ဘာလ19ရက်နေ့မှာ ရင်းချန်ခရိုင်တောင်သာမြို့နယ်ကံမြဲကြီးရွာမှာဆရာဦးမေးဖောက်ခဲ့ပါတယ်။ဆရာကွယ်လွန်ခဲ့တာကတော့2008ခုနှစ်ဇန်နဝါရီလ22ရက်အသက်83နှစ်အရွယ်မှာအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်လော့စ်အိန်ဂျလိမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ဆရာလောက်ခဲ့တဲ့လောက်ကိုင်းကတော့မြန်မာစာပြဆရာအနေနဲ့လောက်ခဲ့ပါတယ်။ နိုင်ငံသားအနေနဲ့ကတော့မြန်မာနိုင်ငံသားဖြစ်ပြီးတော့မြန်မာလူမျိုးဖြစ်ပါတယ်။ဘီအေဘွဲ့ကိုရရှိခဲ့ပြီးတော့စာပေမျိုးစာကတော့အများအားဖြင့်ကြပြာကိုရေးတာများပါတယ်။ရရှိခဲ့တဲ့စာပေစုတွေကတော့စာပေပိမှန်စုအမျိုးသားစာပေစုစာပေရင်ကျင်းမှုထိမ့်မှတ်စုဒီစုတွေကိုရရှိခဲ့ပါတယ်။ ဆရာတင်မိုးရဲ့အိမ်တော်ဘက်ကတော့ဒေါမီနီဆန်ဖြစ်ပြီးတော့သားသမီးတွေကတော့မမမိုးဆန်မမမိုးအေးမမမိုးနှင်းမမိုးချိုတင်တဲ့မောင်ညံမိုးဆန်တို့ပဲဖြစ်ပါတယ်။ကိုယ်ရတဲ့ဘာသာကတော့ဗုဒ္ဓဘာသာပဲဖြစ်ပါတယ်။မင်္ဂလာပါရှင်။အခုပို့ချမှာကတော့ဒေါ်တသမတဲ့ကျောင်းသားကျောင်းသူများအတွက်စိတ်ကြိုက်ညီမစာတဲကတန်ပေါက်ကြပြဖွဲ့နည်းကိုပို့ချတော့မှာဖြစ်ပါတယ်ရှင်။ တန်ပေါင်းဆိုတာကတော့အတန်ကိုပေါက်ရောက်ပေါ်လွှဲစွာရွတ်ဆိုရတယ်။လင်္ကာတူမျိုးစားပဲဖြစ်ပါတယ်။မြမကပြာကိုစတင်ပြီးတော့တင်ကြတဲ့အခါမှာကပြာအစတန်ပေါက်ကလို့ဆိုရရှိတဲ့အတိုင်တန်ပေါက်ကိုအဦးဆုံးတင်ကြပေးလိမ့်ရှိပါတယ်။တန်ပေါက်ဟာလေးလုံးဆက်လင်္ကာဖွဲ့နည်းရဲ့အခြေခံပဲဖြစ်ပါတယ်။ကပြာဖွဲ့နည်းအမျိုးမျိုးမှာအလွယ်ဆုံးဖြစ်ပြီးတော့တန်ပေါက်ဆက်နည်းကိုလွယ်လွယ်နဲ့သိရှိဖို့အတွက် အစ၄လုံးအလယ်၃အစုံ၅ခုနဲ့ဆိုပြီးတော့မှတ်သားလေးရှိပါတယ်။အစမှာဖွဲ့တဲ့အခါမှာ၄လုံးနဲ့ဖွဲ့ပြီးတော့အလယ်မှာကာယံချိတ်တဲ့အခါမှာ၃လုံးနဲ့ချိတ်ပြီးတော့အစုံမှာ၅ခုနဲ့ဖွဲ့တဲ့ပုံစံကိုတန်ပေါက်ကြည့်အဖွဲ့နည်းပုံစံလို့ဆိုကြတယ်။အခုပထမဆုံးတန်ပေါက်စက်နီ၄၃နှစ်ကိုလေ့လာကြည့်ကြရအောင်အစပိုင်းမှာ လေးလုံးရှိရပါမယ်အလဲပိုက်မှာတော့စကလုံး၃လုံးရှိရပါမယ်နောက်ဆုံးအချမှာတော့၅လုံးသို့မဟုတ်၇လုံးရှိရပါမယ်ကာယံယူပုံစနစ်ကတော့၄၃နှစ်စနစ်ဖြစ်ပြီးတော့အစပိုက်၄လုံးအနက်မှာစတုထနေရအလဲပိုက်၃လုံးအနက်မှာတတိယနေရာနောက်ဆုံးပိုက်၅လုံးတို့မဟုတ်၇လုံးအနက်မှာဒုတိယနေရာတို့ကာယံညီရမယ်ဆိုလိုပါတယ် ဒီစနီးကိုအစလေးလုံးအလဲ3အစုံ9ခုနည်းလို့အလွယ်မှတ်ယူနိုင်ပါတယ်။ဒါအပြင်ကာယံယူပုံ431 432 433လို့လည်းတွေ့ရတယ်။အစလေးလုံးမဟုတ်တဲ့ဖွဲ့စုံနည်းတွေကိုလည်းတွေ့ရတယ်။အစုံ9ခုနည်းမဟုတ်တဲ့ဖွဲ့စုံနည်းတွေကိုလည်းတွေ့ရတယ်။ဆွဲစုံကြော်ထင်ချမ်းမှာတန်ပေါက် 1118ပုံပါဝင်တာကိုတွေ့ရပါတယ်။ကဝိလက္ခဏာတပ်ပုံတန်ပေါက်မှာတော့တန်ပေါက်1893ပုံပါဝင်တာကိုတွေ့ရပါတယ်။ဖက်ဆက်နည်းတွေကိုကြည့်မယ်ဆိုရင်433 432တို့ဖြစ်တာကိုတွေ့ရတယ်။အဲကြပြားစာဆိုတွေမှာရှိတဲ့အခြေခံတွေကတော့ကြပြားရဲ့တတိတကူကိုယုံကြည်အားထားရမယ်။ စိတ်ကောင်းစေတနာကောင်းရှိရမယ်။နမူနာ၃ခုထပ်မနဲ့အာကုံစာခါရမယ်။အဲအစမှာဥပဒေကိုလေးတူပြီးကြပြကောင်းမကောင်းကြောင်းကြမယ်ထားရမယ်လို့။တန်ပေါက်ဆိုတာကာယံအတန်ကိုပေါက်အောင်ပေါ်လွင်အောင်ရွတ်ဆိုရတဲ့ကြပြလင်းကဖြစ်ကြောင်းအခုဆိုရင်တင်လာလေပြီဖြစ်လိမ့်ပါလိမ့်မယ်။ အစလေးလုံးအလယ်သုံးအစုံ9ခုနဲ့ဆိုတာလေးကိုပြန်ပြီးရှင်းပြရမယ်ဆိုရင်တော့အစလေးလုံးမှာပါတယ်လုံးအလယ်သုံးမှာပါတယ်သုံးအစုံ9ခုနဲ့မှာပါတယ်စုံလုံးစုံသုံးဆိုတော့ဟိုဆိုတဲ့ကာယံတွေကိုအုံးကာယံလို့ခေါ်ပါတယ်အစ5အခရာလေးလုံးထားရမှာဖြစ်ပြီးတော့ဒုတိယအလယ်ပိုက်ကိုတော့အခရာ3လုံးထားရပါမယ်တတိယအစုံပိုက်ကိုတော့အခရာ5လုံးဒို့မဟုတ် ခုနှစ်လုံးတစ်ခုခုဖြစ်ရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။ကာယံရှုပုံကိုကြည့်မယ်ဆိုရင်အစလေးလုံးမှပါတယ်။အအအအုံးနဲ့အလယ်သုံးမှအအအုံးအဆုံးငါးခုနဲ့မှအအုံးအအအတို့နဲ့အခက်ကဖလဲပြီးကြည့်မယ်ဆိုရင်အုံးဆိုတဲ့ကာယံ၃ခုတွေ့ရမယ်။ ပထမအုံးမှာဆိုရင်ရှေ့မှာစစကလုံးလေးလက်၃လုံးနေရာမှာ၃တူ၃ခုတွေ့ပါလိမ့်မယ်၃တူ၃ခုနဲ့အပေါင်းတစ်ခုရှိမယ်အလဲ၃မှာတော့၃တူ၂ခုနဲ့အပေါင်းတစ်ခုရှိမယ်အစုံ၅ခုနဲ့မှာ၃တူတစ်ခုအပေါင်းတစ်ခုနဲ့၃တူ၃ခုကိုတွေ့ရပါမယ်ဒါကတော့၄၃နဲ့ကာယံစနစ်ပုံစံလေးပဲဖြစ်ပါတယ် ရမငွေတာကြီးရဲ့ကြပြလေးနဲ့တန်ပေါက်ကြပြရေးဖွဲ့နည်းကိုလေ့လာကြည့်ကြရအောင်ဖွဲ့နှဲ့ရေးစီကြပြတီမိတ်စီပေးလိုက်ရတန်ချိုဆက်လာသေးထက်လာမိကားမတိပါဖက်ကြည့်ပြန်လျင်သူစာရင်မိရင်မရှင်းပါချစ်ပါចောင်းလားမုံចောင်းလားမိကားမတိပါဒီကြပြလေးမှာဆိုရင် ဖွဲ့နှဲ့ရေးစီမှာပါတဲ့လေးလုံးယောက်စကလုံးစီနဲ့ ကြပြတီမှာပါတဲ့၃လုံးလောက်မြောက်စကလုံး D မေစီဖေးလိုက်ရမှာပါတယ်၂လုံးမြောက်စကလုံး C C D C တို့ဟာ၄၃နှစ်ကရင်ယူထားတာကိုတွေ့ရမယ်ဒီလိုပဲအောက်ပိုက်တွေမှာလည်းပဲတန်ချိုဆက်လာတိတ်ထက်လာမေကားမတိပါဆိုပြီးတော့လာလာကားဆိုပြီးတော့လေ၃နှစ်နဲ့ကာယံယူထားတာကိုတွေ့ရပါမယ်။ဖက်ကြည့်ပြန်ရင်သူ့စာရင်မိတွေမရှင်းမှာ ရှလင်းရင်တွင်နဲ့လေးသုံးနှစ်ကန်ယူထားတာကိုတွေ့ရပါမယ်ချစ်ပါចောင်းလားမုံចောင်းလားမေကားမသိပါမှာလာလာကားဆိုပြီးတော့လေးသုံးနှစ်ကာယံကိုယူထားတာကိုတွေ့ရပါတယ်အခုမောင်မိုးပွင့်ရေးကြီးရဲ့မှတ်ဆိုတဲ့တန်ပေါက်လင်္ကာလေးကိုကျဆူကြည့်ကြရအောင်ခလေးတို့လိုက်ဆိုကြည့်ကြပါနော်ရီးစားရနိုးအွန်လိုင်းပို့ဖေဖိုးကုံကြီးမှတ် ပလက်ဖောင်းဆုံးဈေးတဲ့ပုံရန်ကုန်မြို့ဟုမှတ်ဘောလုံးလောင်းကြီးဒိုင်ကိုပေးအေးပြက်မီမှတ်လူအခွင့်ရေးထေရှင်ကြီး340ဟုမှတ်ကစွန်ရွက်ဈေးမတက်သေးရင်အေးရပြီမှတ်မိုးရွာနေရခမင်းချက်မိပြတ်တက်သည်မှတ်လမ်းမာရခမော်တော်ကားမြို့သွားခရင်မှတ်ဆန္ဒပြကြောင်းလူမပြောင်းဆွေဆောင်ရောက်ပြီမှတ် ငါရောက်သေးတော့မမိပေါ့မေယောင်ဆောင်တီမှတ်တိုင်းပြည်ရွရင်ဆင်းရဲခြင်းကြည်တွင်းစစ်ကြောင်မှတ်ဒီကြပြလေးရမှာဆိုရင်မောင်မိုးဖွင့်ကြီးကြီးကတန်ဖောက်ကြပြလေးနဲ့ခစ်အခြေအနေလေးကိုခင်ခတ်ပြီးတော့ဖော်ပြထားတာကိုတွေ့ရမယ်။အင်တာနက်ခါးလေးဈေးတက်တာကိုလည်းဖေးဖို့ကုန်မယ်ဆိုပြီးတော့ပြောထားတယ်။အဲရန်ကုန်မြို့မှာလည်းပဲအဲဈေးတက်ပြီးအများကြီးဖြစ်နေတာကိုလည်းပဲဖော်ပြထားတယ်။ နောက်ပြီးတော့လူငယ်တွေနော်ဘောလုံးလောင်းကြီးပေးတဲ့အတွက်အရေးပြက်မှာကိုလည်းစုံမှားထားတာတွေ့ရမယ်နောက်ပြီးတော့စစ်ဆိုးရကိုနော်စစ်ဆိုးရပကနေပြီးတော့အာဆန္ဒပြတဲ့အခါမှာဆွေဆောင်ဆိုတဲ့မဘာတာမြို့ချစ်နော်မြို့ချစ်ပုဂ္ဂိုလ်ပေါ့နော်မဘာတာလို့ဆွေဆောင်က NLD အစိုးရကိုဆန္ဒပြတဲ့အခါမှာဆန္ဒပြတဲ့လူတွေဒါပြနိုင်ငံနေနေရာတွေပြောင်းသွားတယ်လူကတော့ဆွေဆောင်းမပြောင်းဘောเนาะဆွေဆောင်းမယ်အမြဲရောက်ပြီးတော့ဆန္ဒပြတာကိုတွေ့ရမယ်ပေါ့နောက်ပြီး9ရောက်เนาะ9ရောက်မိသားစု9ရောက်စုံတော့အသက်ခံရတဲ့ကိစ္စပေါ့เนาะ9ရောက်တည်တာတော့မမိဘူးပေါ့เนาะဒီအဲ့တော့ ီအမှုကိုလည်းပဲမလိုက်ဖဲနဲ့ပိတ်မိကျင်အောင်စောင့်ထားတယ်ပေါ့နော်ဒါကိုလည်းပဲမောင်မူဖွင့်ရေးကြည့်အောင်ဖော်ပြထားတယ်တိုင်းပြည်ယိုယွင်းပြီးဆင်းရဲဒုက္ခတွေရောက်တာလည်းပြည်တွင်းစစ်ကြောင်လို့မှတ်ယူရမယ်လို့ဆရာမောင်မူဖွင့်အောင်မှတ်ဆိုတဲ့တန်ပေါက်ကလေးကိုဖော်ပြထားအောင်တွေ့ရပါတယ်မြန်မာတပ်ပုံခွဲထားတွေကိုလည်းတန်ပေါက်ကပြားနဲ့ရေးဖွဲ့လေးရှိပါတယ်စိတ်နှကြောသူဥဩရဲ့ပင်ရဲ့ tập bọn tàn vào mở đã, đã cháu nghe na tập cháu bộ vũ chỉ chạy ảo trong xe chiến hậu ngạc cả lỗ tôn tôn cù lê na tập nhí mà lê mặt tôn dê cháu sổ ra khôn gù lê na tập nhí cháu bao tỷ cấu chiến nguyện cổ là công gù lên na tập nhí lưu tiết tập phố lao mã yếu xe mồm gù lên na tận cái mang cắt sâu nặng la này yếu tông lâu gù lên na tận xin nem như mồm mố chết số như khổng gù lên na tận nhí a cú sắp đó ba tờ cái án sa tông phục của lê lại chi cha ya tông tờ san tờ mười tờ chế bảo hiểm ba tờ gì ဝဲဆက်ရှင်ဆက်ရင်ကျင်းအပ်လက်ထက်လက်ထက်ပတ်သက်ရေးပဒီးလေကပ်ဆောင်းနှင်းအပ်ကြီးကျက်ပတ်သက်ရေးအင်းကြီးလက်ကျက်ပါလျက်လျက်လက်ဆွတ်ပတ်သက်ရေးကိုဟန်သွဲသက်တခုလက်နုဖက်ပတ်သက်ရေငရုပ်ရွှေအပ်တရုပ်အပ်နေရပတ်သက်ရေရွှေကြပွင့်ချက်ကဘာကက် တင့်အပ်ပတ်သက်ရင်အစစ်အဆက်အထက်ထက်ရုပ်စုပတ်သက်ရင်ရင်းမှာတုံးပြက်အလျားဝတ်လမ်းဖြတ်ပတ်သက်ရင်ပပချက်ချက်ငှပြောပတ်တက်သက်ပတ်သက်ရင်ချင်းနှင်းဖက်နှက်ကာမီရက်မွေးညက်ပတ်သက်ရင်မနှူးမနှက်မင်းငယ်နှက်တနက်ပတ်သက်ရင်တိမ်တိုက်ချင်းခော့ပြက်တိလျက်ညက်ညက်ပတ်သက်ရင် ုဆက်လက်ပြီးတော့တာတက်အက္ကယံဆန္ဒပုတ်ကိုပြည့်စုံကြည့်ကြရအောင်၃ပုံပိတကက်ကြံယူတက်ဆက်မှတ်တာတက်ရင်တရားဆုံးချက်ဓမ္မတက်ဖြောင်းမှတ်တာတက်ရင်အမြင့်အမြတ်နုထထချောင်းမတ်တာတက်ရင်ပွင့်ညာပွင့်ဝက်ပန်လုံးညွတ်ဆန်းစွတ်တာတက်ရင်ဖန်တီဖန်တွတ်ဆိုရေရွတ်ရေဆန်းစွတ်တာတက်ရင် စัจจယဟလေးကျုံပတ်မိုးနဲ့တတ်တက်ရင်မင်းစေချဝက်ငွေတမတ်ရိုက်ခတ်တတ်တက်ရင်တညီတညွတ်ခုံတမတ်လျှောက်ပတ်တတ်တက်ရင်ချက်တိုက်အန်ခတ်စကားစီပတ်ရွှင်းချွတ်တတ်တက်ရင်ဆက်နယ်ပိုင်းချက်လောကဝက်မလွတ်တတ်တက်ရင်လုံးချုံတေတက်အစိတ်ခတ်ပညာပတ်တတ်တက်ရင် rõ th ta ta ai cãi á sanh là phụ vệ thì phải a cứ sanh là vì đó lâu như tiền ba tế sẽ phụ vụ cho sự chỉ trái áo thậm chí ta sẽ suy bề lệ tay tay cổ lệ ba tế nhí ngắm nhìn mà này ba liền thệ nhau dây cổ lệ ba tế nhí sẽ khá ta sẽ ta còn dây đào thệ cổ lệ ba tế nhí nếu mà là chạy kéo trong tay sẽ ai cổ lệ ba tế nhí mà chém mà sẽ tiếp bình dây တိမ်လိုက်ကိုလည်းပတ်သက်မည်မတွတ်မလိုက်ကြာတစိမ့်လက်ထိတ်ကိုလည်းပတ်သက်မည်တီးကျဲတလိတ်သွေးလင်နှိတ်ငွေစိတ်ကိုလည်းပတ်သက်မည်လက်ပြင်နဲ့သိပ်မြကန်းထိတ်ငားလိုက်ကိုလည်းပတ်သက်မည်ဆန်းသားကျောင်းသူတွေရဲ့ပဝင်းကျင်မှာလက်တွေ့ခံစားသိမြင်နေရတဲ့အကြောင်းအရာအဖြစ်အပျက်တွေမြင်ကွင်းတွေကိုတန်ဖောက်ကြပြလေးနဲ့ရေးဖွဲ့ပြလို့ရပါတယ် ီလေးချင်ငန်းကတော့အဖြစ်မှန်လေးခုတည်းကအဖြစ်မှန်တစ်ခုကိုရွေးချယ်ပြအမှာဖြစ်ပါတယ်ဒေါ်တတမကံစိတ်ကြိုက်ညမာစာចောင်းသားចောင်းသူတွေအတွက်တန်ချက်ကပြားရေးဖွဲ့နည်းကိုကိုချသွားပါမယ် တန်ကျဲဆိုတာကတော့အတန်ပေါ်လင်းထင်ရှားတဲ့တန်ပြင်းနဲ့အချက်အပိုင်းချပြခြင်းလို့အဓိပ္ပာယ်ရတယ်။တချင်းကြီးရဲ့ကြားမှာညှက်ပြီးတော့ဆိုရတဲ့တချင်းတန်သူမျိုးကိုပေါင်းစုထားတာဖြစ်တယ်။တပုတ်ချင်းစီမှာပိုက်ငယ်နှစ်ပိုက်နှစ်စစ်ထားပြီးတော့ဆက်ရပါတယ်။အတိုင်းလို့ခေါ်တဲ့အရှိပိုင်းမှာပေါ်လွင်တဲ့အတန်အခက်6လုံးသို့မဟုတ်9လုံးထားရတယ်။အဖောက်လို့ခေါ်တဲ့နောက်ပိုင်းကိုတော့7လုံးထားရပါမယ်။ ရှေ့ဖိုက်ရဲ့အဆုံးကာယံတန်နဲ့နောက်ဖိုက်ရဲ့သုံးလေးလုံးမြောက်အခိယကိုလေရော့တန်ကာယံဆက်ရပါမယ်။နောက်ဖိုက်ရဲ့အဆုံးအခိယကိုလေပြင်းတန်တန်ဖြစ်ရပါမယ်။တန်ချက်ကပြဖွဲ့တဲ့အခါမှာ device စီမှာကာယံအတန်နှစ်ချက်ကိုနိုင်ညာအနေပြီးတော့မြင်ရအောင်ကြီးဆုံးအောင်ဖွဲ့ရပါမယ်။ တပုတ်နဲ့တပုတ်ကာယံဆက်ရံမလိုပါဘူးအလိုရှိသလောက်ဆက်နိုင်ပါတယ်အခုဆရာတော်ရွေထွန်းရဲ့ခလေးဝဲတန်ချက်ကပြားလေးကိုရွဆိုကြည့်ကြရအောင်တက်ကိုဆွဲလို့လက်ကြညီအောင်ငယ်မြုပ်စီလှော်စုလှော်စုရွှေဖောင်ကရဝိတ်နဒီဆန်အမိဆန်ရန်ကြိုးစားကြစို့ ၊မစင်ငမန်းမိချောင်းတွေစီတားပစေရင်းမဆိုင်ဘူး။မုံတိုင်းထန်နဲ့နဒီတခွင်ရွှေဖောင်ရောက်လျင်ငိန်လို့အေးလို့ငါတို့တက်ဆွမ်းနှုတ်ရင်ရင်ယခုညင်လျင်နှစ်သက်ပါလေ။ဖေတော်နီးညင်တအားတွင်သူများအရင်ပန်းသို့ဆွတ်လိုက်။ရံမျိုးကင်းတဲ့နန်းမျိုးစီတက်ပေါင်းညီလော်ကိုဆက်။သောစုတ်ခတ်စုတ်ဟေလာမောင်တို့ဝါ တန်ချက်ကပြားမှာအချီနဲ့အချားဆိုပြီးတော့ပါပါတယ်။တန်ချက်ကိုခြိတဲ့နေရာမှာမိုးလားကွက်မောင်နှုတ်မောင်နှုတ်လေးလားကွက်မောင်နှုတ်မောင်နှုတ်နဲ့ခြိလေးရှိပြီးတော့တန်ချက်အချမှာတော့ဟေးလားမောင်မောင်နှုတ်ဝါဆိုပြီးတော့တန်ချက်ချလေးရှိပါတယ်။ဒီမှာဆရာကြီးတင်မိုးရဲ့ကပြားလေးကိုရွတ်စုကြည့်ကြရအောင်။ မူလာကွက်မောင်တို့မောင်တို့လေလာကွက်မောင်တို့မောင်တို့ဖုံးတော်ထွန်းတို့လေးကျုံတာရွှေမြုပ်အောင်ချာနဲ့ပြီအလဖန်ပြကွက်နဲ့ကြောက်ဆက်ရီအမောပြေအောင်တိုက်ပါမရွှေလက်ခုပ်အုတ်ကားတိငပြောတိမှက်မှက်စားရအောင်ပိုးစီသားများချက်တရေကပတင်ချေပြောလို့မစုံသေးစားဝေးပြခြင်းညာကျော်မိုးပေါ်ဘိုးတော်မရတဲ့ရတာဟေလာမောင်တို့ဝါ ောင်းသားကျောင်းသူတွေရဲ့လက်တွေ့ခံစားနေရတဲ့အကြောင်းအရာဖြစ်ပျက်တွေကိုတန်ချက်ကြပြသဘုံနဲ့ရေးဖွဲ့ပြလို့ရပါတယ်။လက်တင်ကတော့အဖြေမှန်ကိုရွေးရမှာဖြစ်ပါတယ်။တန်ချက်ကြပြသည်ကွက်လက်များအကြားညှပ်ဆိုရသောကြပြဖြစ်သည် ကတခြင်းခသိတခြင်းက တချင်ခံကခါကြီးတချင်ကြီးစသဖြင့်ပေးထားပြီးဒီထက်အမှအထင်မှန်တစ်ခုကိုရေးချက်ပေးရမှာဖြစ်ပါတယ်